လုံးမဲမင်္ဂလာပါဒီနေ့ကတော့ innovation အကြောင်းတစ်စီးတစ်ဆောင်ဆိုတဲ့ဟာလေးကိုပြပြချင်တယ်ပေါ့နော်ကျမရနဲ့ပြပြအောင်ဖြစ်ပါတယ်ကျမက Master of Entrepreneurship and Innovation ကို The University of Queensland ကနေရရှိထားတာပေါ့နော်ဆိုတော့ innovation အကြောင်းမပြောခင်မှာ innovation နဲ့ invention ကဘာကွာလဲပေါ့နော် invention ဆိုတာကကြတော့ is new to the world ကဘာကြီးအတွက်အစ် ဖြစ်နေတဲ့အရာကို invention လို့ခေါ်တယ်ပေါ့နော်ဥပမာအားဖြင့်ကျမတို့အာဒီ electricity ကိုလုပ်တဲ့ဟာမျိုးဆိုရင်တီထွင်လိုက်တဲ့ဟာမျိုးဆိုရင်ဒါ invention လို့ခေါ်လို့ရတယ်ပေါ့နော် innovation ဆိုတာကတော့ဟိုကျမတို့မှာရှိပြီးသား existing ကိုမှာအသစ်ထပ်ပြီးတော့လုပ်လိုက်တဲ့ဟာမျိုးကို innovation လို့ပြောလို့ရတယ်ပေါ့နော် ဒီနေ့ကတော့ Joseph Sean Peter ပြောခဲ့တဲ့ innovation ကခုအကြောင်းကိုပြောပြချင်တယ်ပေါ့နော်အဲပထမအဆုံးအနေနဲ့ product and service innovation ပေါ့နော်ဥမာအဖြစ်ပြောရင်ကျမတို့ iPhone ဆိုရင်ဒါ product innovation လို့ပြောလို့ရတယ်ပေါ့နော်ဒုတိယအနေနဲ့ process innovation ပေါ့နော် process innovation ဆိုရင်ကျမတို့ကအဥပမာအနေနဲ့ဆိုရင်ငွေသားသုံးဆဲရနေပြီးတော့မှ credit card သုံးလိုက်တဲ့ဟာမျိုးဆိုရင်ဒါ process innovation လို့ပြောလို့ရတယ်ပေါ့နော်တတိယတကွာတော့ market innovation ပေါ့နော် market innovation ကြတော့ကျမတို့ကဥပမာအနေနဲ့ဥပမာ self check out ကိုသုံးတဲ့ဟာမျိုးပေါ့နော်အရင်တုန်းကကျမတို့ airline industry မှာသုံးခဲ့တဲ့ဟာမျိုးကိုကျမတို့ retail industry မှာပြန်ပြီးတော့ နေဆိုရင်ဒါကလည်းဒါ market new market မှာအသုံးပြုတဲ့အတွက်ကြောင့်မလို့ဒါ market innovation လို့ပြောလို့ရတယ်ပေါ့နော်စတုဒါတကူကကြတော့ way of organizing ပေါ့နော်အဲ့ဒါကိုတင်းတင်းရှားရှားဥပမာအနေနဲ့ဆိုရင်ကျမတို့ဟို Uber application ပေါ်လာတာမျိုးဒါမှမဟုတ် Netflix အသုံးပြုတာမျိုးနောက်ဆုံးအချက်ကတော့ sources of supply ပေါ့နော် sources of supply ကိုဥပမာပြောရတယ်ဆိုရင်ကျမတို့ electronic car တွေအသုံးပြုလာတာ plant based meat တွေကို ုံပြူလာတာဒါတွေကြာတော့ကျမတို့ sources of supply အသစ်တွေတုံလိုက်တဲ့ဟာမျိုးကိုပြောလို့ရတယ်ပေါ့နော်အားလုံးပဲ innovation အကြောင်းနဲ့ပတ်သက်ပြီးတော့မှအဗဟုတုတရရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်ဒီနေ့အတွက်ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်